ဘသူနဲ့ပဲဖြစ်ဖြစ်ဘယ်ချိန်ပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ကိုယ့်ဘဝမှာအစဉ်ပြေခြင်းလို့ချင်းချက်၄ချက်တိခတ်နံပါတ်၁အစာတိခတ်နံပါတ်၂စကားတိခတ်နံပါတ်၃ပုဂ္ဂိုလ်တိခတ်နံပါတ်၄နေရာတိခတ်ဒီအချက်၄ချက်ကိုသာလေနေရာတိုင်းမှာအချိန်တိုင်းမှာလေ့ကျင့်နိုင်မယ်ဆိုရင်ဘသူနဲ့ဖြစ်ဖြစ်အစဉ်ပြေဘယ်နေရာမှာပဲဆစ်အစဉ်ပြေဘယ်အချိန်ပဲဖြစ်ဖြစ်အစဉ်ပြေအစာတိခတ်ရမယ် စကားသိခံရမယ်။နေရာသိခံရမယ်။ပုဂ္ဂိုလ်သိခံရမယ်။ဘယ်နေရာမှာပဲဖြစ်ဖြစ်အဲအစားတောင်ကြောင့်တတ္တဝါတွေအစားသိမခံနိုင်လို့ဒုက္ခရောက်တယ်။ကိုစားကျင်တာလေးမစားရလို့ကိုမစားကျင်တာလေးစားရတယ်။အဲတော့အစားတောင်ဆိုတဲ့သဘောကလည်းပဲကိုရတာဩစားကျင်တဲ့စိတ်ရှိလို့သာလင်စားလိုက်ရတယ်။ဘလောက်ပဲကောင်းတဲ့အစားတောက်ပဲဖြစ်ဘလောက်ပဲအရသာရှိတဲ့အစားတောက်ပဲဖြစ်ပြိတဲ့ဘိုက်ပြည့်ဘာရတာမှမရှိဘူး စာနေတုံးအရသာရှိတာတော့ဘလို့ပဲဖြစ်ဖြစ်ဗိုက်ပြည့်ရင်ပြီးတာပဲဆိုတဲ့စိတ်ကလေးနဲ့ဒါလေးစားနိုင်အောင် ကြိုးစားအစာအတော့ကိုတိခန့်နိုင်အောင်ကြိုးစားဘယ်နေရာမှာပဲဖြစ်ဖြစ်အဆင်ပြေတယ်တိခန့်တာအစာအတော့လေတိခန့်ဒုတိယတိခန့်ဖို့ကအစားပြီးတော့စကားကလည်းတိခန့်ရမယ်စကားလုံးတွေကိုလိုက်ခံစားလို့ပြဿနာတက်တာနေရာတိုင်းမှာအဆင်ပြေခြင်း ချိန်ထဲမှာအစဉ်ပြေခြင်းဘသူနဲ့ပဲအစ်ဖြစ်ဖြစ်အစဉ်ပြေခြင်းစကားတိခတ်စကားလုံးတွေတိခတ်ရမယ်တို့တွေအဲ့စကားလုံးတွေလိုက်ခံလာတာဟောခက်ကြမ်းကြမ်းပြောလိုက်လို့ဆိုတော့အဲ့မကြားခြင်းနဲ့အတန်တွေကြားလိုက်လို့ဖြစ်တဲ့ဒေါသကိုကြိုက်တဲ့တခြင်းလေးနားထောင်လိုက်ရလို့ဖြစ်ပေါ်လာတဲ့ခံစားချက်နောက်ဒါကြောင့်မို့စကားလုံးတွေကိုတိခတ်နိုင်ရင်ချမ်းသာတယ်အစာတိခတ် ကာသီခံပါတတရာကနေရာသီခံပါနေရာလဲတော်ကြောဆရာကောင်းတယ်ပြည်ဒီနေရာမနေရလို့ဆိုတဲ့စိတ်ကလည်းပဲတတဝါတွေကိုအိတ်တော်မပြောဟိုအလုံးလုံးတဲ့လူကြုံရကြုံတဲ့နေရာမှာအိတ်ရတာဒါပေမဲ့ကိုတချို့ကြနေရာလေးပြောင်းသွားတာနဲ့အိတ်မပြော နေရာအပေါ်မှာဖြစ်တဲ့ attachment ကတတော်ကိုပူလောင်ကိုဆိုတာကယာတူးနေရာတွေမရလို့ဆိုနေရာတွေမှာတိုက်ခိုက်နေကြတာကိုဆို ာတူလေးတို့အောင်နေရာလေးရအောင်ဖားလိုက်ရတာလက်ထိုးရလိုက်ရတာဟိုတုန်းကဟိုတုန်းကဆိုအဲ့ဒီနေရာကြောင့်ပြဿနာတွေတက်တာဆိုဒီနေရာလေးဖယ်ပေးနိုင်တဲ့ဆွမ်းအားရှင်သိကောင်းပါပဲတတဝါတွေကနေရာပေါ်မှာဖြစ်တဲ့နေရာပေါ်မှာตายရတဲ့ attachment အာဝါဒ mystery ရပါတယ်သိကြောက်เสียကောင်းနေရာဖယ်ပေးရတာလည်းသတ္တိပဲ တတိရှိမှနေရာဖယ်ပေးရတာတတိမရှိရင်နေရာကိုတွေ့ထားလို့နေရာပြောက်မှကြောက်လို့ဒုက္ခရောက်နေတဲ့ဘိန်းတို့နိုင်ငံလည်းတော်တော်ကြာခဲ့ပြီနော်ရောက်လို့နေရာတိုင်းမှာအဆင်ပြေခြင်းနေရာလေးကိုလည်းသိခံရတယ်လူတိုင်းနဲ့အဆင်ပြေရောက်တဲ့နေရာမှာသိခံနိုင်အောင်ကြိုးစားရတယ်အဲ့ဒါလေးသိခံရင်အလုံးโอเคသွားတာပဲနော်အကြောင်းမို့အစားသိခံစကားသိခံနေရာသိခံနောက်ဆုံးသိခံရမယ့်အချက်ကအရေးကြီးတယ် နေရာတိုင်းမှာဘသူနဲ့ဖြစ်ဖြစ်ဘယ်ချင်းပဲဖြစ်ဖြစ်အစဉ်ပြေပုံကိုတိခတ်ရတယ်ပုံကိုဆိုတာလေသူနဲ့ကိုနဲ့တူမမတူဘူးလူအမျိုးမျိုးဇယိုက်အထွေထွေကာရက်တာအမျိုးမျိုးနဲ့တွေးကြုံဖြတ်သန်းရမယ်လူတွေနဲ့တွေ့တဲ့အခါမှာလူအချင်းချင်းကိုယ်စိတ်တိုင်းမကြလို့ဒေါသဖြစ်ရင်ဘယ်တော့မှစိတ်တိုင်းကြမှာမဟုတ်တော့ကိုယ်သဘောတိုင်းမဖြစ်လို့သူ့အပေါ်မှာဒေါသတွေဖြစ်တယ်မကြင်မနှက်ဖြစ်ဘယ်တော့မှဖြစ်မှာမဟုတ်တော့ ဘာဖြစ်လို့လဲကိုရောမှကိုစိတ်တိုင်းကြမှာမဖြစ်တာကိုရောမှကိုအလိုတိုင်းမှာမဖြစ်တာဒါမှမဟုတ်ပုံကိုယ်ဒီအပေါ်မှာလည်းပဲကိုချင်းကိုနဲ့သဘောမတူလို့ကိုနဲ့အစင်မပြေလို့ဆိုပြီးတော့တောက်ကတွေဖြစ်မနေပါနဲ့ဒေါသတွေဖြစ်မနေပါသူတို့ကိုတိခိုင်နဲ့ကြိုးစား ရမလို့တိခံဖို့ခက်ခဲတဲ့အရာတွေထဲမှာကိုကအစာတိခံနိုင်အောင်ကြိုးစားပါစကားတိခံနိုင်အောင်ကြိုးစားပါနေရာတိခံနိုင်အောင်ကြိုးစားပါဘလို့ပုံကူမျိုးဖြစ်ဖြစ်သူ့ရဲ့သဘောတဘာဝကိုသူ့ရဲ့ကာရက်တာလေးကိုတိအောင်တိခံနိုင်အောင်ကြိုးစားလေစမ်းပါအဲ့ဒီအချက်၄ချက်တိခံနိုင်ပြီဆိုရင်နေရာတိုင်းမှာအဆင်ပြေပါတယ်ချိန်တိုင်းမှာအဆင်ပြေပါတယ်လူတိုင်းမှာအဆင်ပြေပါတယ်တိခံရမှာ